ျက်စိအသွဲအကောင်းဆုံးတဘာဝအစင်းဤမျက်စိကျမကြီးကလူတိုင်းအတွက်အရေးကြီးပါတယ်။ကလေးလူကြီးအရွယ်သုံးမျိုးမရွေးမျက်စိကောင်းနေဖို့လိုအပ်ပါတယ်။ကျောင်းသားတွေအတွက်မျက်စိကအရေးကြီးတယ်လို့လူကြီးတွေအတွက်လည်းမျက်စိမကောင်းရင်ဘဝတစ်ခုပျက်စီးသွားတယ်လို့ပါပဲ။ဒါကြောင့်မျက်စိကိုကျူးစိုက်ဖို့လိုအပ်ပါတယ်။ ဒီဗီဒီယိုမှာလက်သွဲအသုံးပြုပြီးပျောက်ကင်းခဲ့တဲ့မျက်စိအသွဲအစင်းဤကိုမျှဝေပေးပါမယ်။ဂျမတ်ရေဘဟုတုတနဲ့လက်သွဲပျောက်ကင်းခဲ့တဲ့တဘာဝစင်းဤတွေကိုနေ့စဉ်သိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်။တင်သမအကြောင်းအရာတွေကိုသိရဖို့အတွက်ဘေးကခေါလောင်းပုံလေးကိုနှိပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။ အရင်ဆုံးပြောပြပေးမှာကမြန်မာတက်ထားရတဲ့သူတွေအတွက်ဈေးနီးပါအသက်40ကျော်အမတယောက်ရဲ့ကိုယ်တိုင်သုံးပြီးမြန်မာတက်ဆရာမလို့အောင်ပျောက်ကင်းခဲ့လို့ပြန်လည်မြဝေတာပါဒီမကပါဝါ150အထိမြန်မာတက်ထားရတာပါဒါပေမဲ့ဒီစေးနီးကိုဖော်ဆက်ပြီးနှစ်စဉ်စားသုံးတဲ့အခါမှာယခုမှတော့မျက်မှန်တက်စရာမလိုအောင်ကောင်းမွန်သွားပါပြီ။ဒီစေးနီးအသွဲလိုအပ်တာတွေကတော့ဇီးဖြူတီ၊ကြိတ်မှန်ရွက်၊ဂွန်ရက် ပြားရည်ဒီလေးမျိုးပဲလိုအပ်ပါတယ်ဒီပစ္စည်းတွေထဲကကြိတ်မှန်ရွက်ကတော့မြို့ပေါ်ကလူတွေအတွက်ရှောက်ဖွေရတာခက်ခဲနေပါတယ်နေဖက်တွေမှာတော့ကြိတ်မှန်ရွက်ကပေါ်ပါတယ်ကျန်တဲ့၃မျိုးကတော့အလွယ်တကူဝယ်ယူလို့ရပါတယ်စီဖော်ဆက်နီနံပါတ်၁ဈီးဖြူသီးကိုထူထောင်ပြီးအစီဖဲကနေလန်းပြီး၆တွေ့သွားတဲ့အခါအမုတ်ပြုတ်လောက်ပါနံပါတ်၂ကျိတ်မှန်ရွက်ကိုကူပြီးအရင်မှ အလိုအလျောက်တဘာဝအတိုင်းအချောက်ခံပြီးအမောက်ပြုတ်လောက်ပါ နံပါတ်3ကူးရွက်ကိုလည်းအချောက်လန်းပြီးအမုတ်ပြုတ်လောက်ပါနံပါတ်4ပြားရည်စစ်စစ်ဒါပါပဲနော်စီးသုံးဆွဲနီညအိပ်ပြီဆိုလေဇီးဖြူဒီမုတ်လက်ဖက်စားစွန်းတစွန်းကျိမ်မန်ရွက်မုတ်လက်ဖက်စားစွန်းတစွန်းကူးရွက်6မုတ်လက်ဖက်စားစွန်းတစွန်းသူစီ၃ပါးတို့ကို ပြားရည်လက်ဖက်စွန်းစားစွန်း၃စွန်းဖြင့် ရောမွေပြီးတော့စားပေးရတာဖြစ်ပါတယ်။ဇင်းကြီးကလည်းလွယ်တယ်လို့အတုံးပြူရတယ်လွယ်ကူပါတယ်။ ဒီစေးကိုသုံးလအထိပုံမှန်မပြက်ယုံကြည်ချက်နဲ့အစားပေးပါမျက်စိကြီးလင်းလာပြီးတော့မျက်မှန်လွတ်မှတေချာပါလိမ့်မယ်နောက်ပြီးပြားရည်ဇီးဖြူတီတို့ပါတဲ့အသက်အညောင်းညာပြေးပြီးခွန်အားလဲတိုးစီပါတယ်ဒါကတော့မျက်မှန်တက်ရသူတွေအတွက်လက်တွေ့ပြောက်ခဲ့တဲ့တဘာဝစင်းနီးဖြစ်ပါတယ်နောက်ထပ်မျက်စိအားနေသူမျက်စိမုံနေသူ အမြင်မကြည်လင်ခြင်းနဲ့မျက်စိနဲ့ပတ်သက်ပြီးအားနေသူတွေအတွက်တဘာဝစင်းနီးကိုပြောပြပေးပါမယ် ဒီစင်းင်းကလည်းယနေ့အချိန်ထိတောင့်တုံးပြီးမျက်စိအားကောင်းပြီးစာပါဖတ်နိုင်တဲ့အသက်50ကျော်အရွယ်အဖိုးတယောက်ရဲ့လက်သွေးတက်တာထိရောက်တဲ့စင်းင်းလေးပါမျက်စိညောင်းညာခြင်းမျက်စိခြောက်တွေ့ခြင်းအမြင်မရှင်းလင်းခြင်းအိမ်မပျော်ခြင်းစိတ်ဖိစီးမှုများခြင်းဝမ်းပိုက်ထဲလေပွားခြင်းစတဲ့ယောဂါတွေအတွက်အများကြီးအသုံးဝင်ပါတယ်လူအပ်တဲ့ပစ္စည်းတွေကတော့တမယာတီဒါမှမဟုတ်ရှောက်တီးနှလုံးကိုအကွင်းလိုက်ပပလီပါ ကစုံနီတစီရေတက်နလီတာဒီသုံးမျိုးပဲလိုအပ်ပါတယ်ဒီပစ္စည်းသုံးမျိုးစလုံးကဈေးထဲမှာအလွယ်တကူရှာဖွေဝယ်ယူလို့ရပါတယ်နော်တတိထားရမှာကတမယာတိအစစ်တံပယိုတိမဟုတ်ပါရှောက်တိအစစ်ရှောက်ယိုတိမဟုတ်ပါဒါကို ခွဲခြားဝယ်ပေးပါစီဖော်ဆက်နီနံပါတ်၁တမယာတိဒါမှမဟုတ်ရှောက်တိရဲ့ရှောက်တိနဲ့ကစုံနီကိုရေစေးရေစင်အောင်စေးပါ နံပါတ်2အားလုံးကိုအိုးထဲထည့်ပြီးရေး1လီတာထည့်ပြီးတော့မီးဖို့ပေါ်တင်ပါနံပါတ်3ရေပုတ်ပွက်ဆူလာပါကမီးကိုလျှော့ပြီး10မိနစ်လောက်ဆက်သေးပါနံပါတ်4ပြီးလေစစ်ပြီးနှွေးသွားအောင်အေးခံပါတောက်3နီးမနဲ့အစာမစားမီနဲ့ညာအိတ်ခါနီးတစ်ခွက်စီတောက်ပါ3-5ရက်စက်တိုက်တောက်ပြီး နရက်နာကထမှန်တော့ပါ အချိုကျိတ်သူများအတွက်ပြားကြီးစစ်စစ်အနေငယ်ထည့်နေပါတယ်ဒါကြတော့လုံးဝမထည့်ရပါဘူးနော်အချိုကျိစုတွေကတော့သေးလက်ပဲမှုကောင်းစီပါတယ်မျက်စိညောင်းညောင်းမှုတက်တာစီပါတယ်မျက်စိအသွင်းပိန်ဖြစ်နေချေချော့ချပေးပါတယ်အိပ်ပျော်နေစွာတိုးစီပြီးတော့စိတ်ဖြစ်စည်းမှုလျှော့ပေးပါတယ် ဒီစင်းကတာမန်လူတွေအတွက်ပါ မကြမကြတောက်တုံးတင်ပါတယ်ဒါဆိုရင်သင်မျက်စိဟာအားနေခြင်းမုံဝါခြင်းနဲ့တိမ်ဖြစ်ခြင်းမျက်စိပြဿနာတွေကိုကြာ ကြိုတင်ကောက်ွယ်ပေးနိုင်ပါတယ်အထူးတတိထားရမှာကတန်စင်လိုဘင်းဆိုတဲ့အတိုင်းဒီစင်းနီးတွေကတဘာဝအစင်းနီးတွေဖြစ်ပေမဲ့အသုံးပြုရမယ်ပမာဏနဲ့တောက်သုံးရမယ်ပမာဏကိုအထူးဂယူစိတ်ဖို့လိုအပ်ပါတယ်လိုရာဒတ်လိုရာထက်ပို့ပြီးသုံးဆွဲမိပါကဘေးထွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်နောက်ပြီးတဘာဝစင်းနီးတွေဖြစ်တာကြောင့်တခါနှခါတောက်သုံးရုံနဲ့ချက်ချင်းတက်တာမှမဟုတ်ပါဘူးနော်စိတ်ရှိဒီခံပြီး အချိန်ကြာကြာတောက်သုံးပေးပါထူချလာပါလိမ့်မယ်နော် ်တကယ်လို့ဘာစီနီမှမလုပ်ချင်ဘူးဒီတဲအလွယ်တကူတောက်ဖို့အတွက်စီပဲညွန်ပေးချင်တယ်ဆိုရင်တော့ဖိုင်ကထုတ်တဲ့ရှီဖီယုံတီးနဲ့မုံလာဥနီစေးကိုဝေတော့ပါလို့အကြံပြုပေးရပါစေ။တဘာဝကနေထုတ်တဲ့စေးတွေဖြစ်လာတဲ့အကြောင်းလင်းလင်းမြန်မြန်တော့ပြောက်မှာမဟုတ်ပါဘူး။စိတ်ရှည်ပြီးတော့ဆွေးတောက်ရမှာပဲဖြစ်ပါတယ်ရှင်။ဒီတစ်ခုတော့တတိပြုပေးပါရှင်။ ။နောက်ထပ်လည်းခုလိုကျမ်းမာရေးဗဟုသုတတွေကိုရှာဖွေညွှန်ပြပေးပါဦးမယ်။ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရှင်ကြပါစေ။